သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေစပ်တရင်ချန်နယ်မှာဒီကနေ့မတ်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့တရင်ရဲ့စကန်တွင်းတို့မျိုးသားတဦးကကကြီးနဲ့ဝင်ရောက်တိုက်ခိုက်မှုတွင်စကန်မှုကြောစိတ်လက်နဲ့ရဲတုံးဦးထိခိုက်ဒဏ်ရာရကတိုက်ခိုက်သူကိုပြက်ကက်ဖမ်းဆီးတာကြောင့်ဒဏ်ရာရရှိကာ အတန်းအနည်းဆိုရင်ရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အေယာဝေတိုင်းပတိမျိုးမျိုးမရဲ့စကန်တွင်တို့အမျိုးသားတို့ကချေနယ်လက်ကန်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်ရဲစခန်းမှုကျော်စီလက်ပါဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အဆိုပါဖြစ်စဉ်ကိုသိရှိထားတဲ့ဒေတာတရင်ရေးမြစ်ကပြောဆိုပါတယ်။မက်ရှလာ16ရက်နေ့မနက်6နာရီခန့်ချိန်မျိုးမရဲစခန်းတွင်တို့မျိုးသားတို့ကကချေနယ်လက်ကန်ဆောင်ပြီးစခန်းမှာရှိနေတဲ့ရဲတပ်သားရဲမိများပါဝင် တွဲသူမြင်သူတိုင်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ထိုကဲ့သို့တိုက်ခိုက်မှုတွင်ရဲစခန်းမှကျော်စီလဲအပါဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစကောင်းစီတပ်သားများကအစိုးရမျိုးသားကိုတနက်နေ့ဖြစ်ခဲ့ဖမ်းဆီးခဲ့ခြင်းကြောင့်ခြေထောက်မှာခြေထင်းမှန်ပြီးဖမ်းဆီးခံခဲ့ရကြောင်းအစိုးရမျိုးသားရဲ့နေရာလိမ်းစာနဲ့အမည်ကိုမသိရှိရသေးပေမဲ့လည်းငပူတော်မျိုးနဲ့မှနေထိုင်သူဖြစ်ကြောင်းသိရပါတယ်ပထမမျိုးမျိုးမရဲစခန်းကိုကကြီနှစ်လက်ခိုင်ဆောင်ပြီးတော့ပြည်သူတို့ကဝင်ရောက်တိုက်တာလို့သိရပါတယ်တရင်ကိုရဲခွေးတွေကဖုံးထားလို့ခုမှသိရတာသူကရဲစခန်းဝင်းတွင်းကတွေ့တဲ့သူတိုင်းကိုကကြီနဲ့လိုက်ထိုးတာလို့သိရတယ် စကမ်းမှုကြော်စီလဲပါဝင်ရဲလေးကောင်တိုင်းရာရရှိတယ်။တိုက်ခိုက်ခဲ့တဲ့ပြည်သူကတော့မလွတ်မြောက်ဘူး။ရဲတွေကဖိကပ်ဖမ်းဆီးလို့ဘောင်ကိုတနက်ချီထိမှန်ပြီးဖမ်းဆီးခံခဲ့ရတယ်လို့ပတိန်ချေဆိုင်တရင်ရင်မြစ်ကပြောဆိုပါတယ်။လက်ရှိမှာရဲစကမ်းဝင်းတွင်းသူဝင်ရောက်တိုက်ခိုက်ခဲ့သူကိုရဲများကဖိကပ်ဝန်းဝန်းရိုင်းနှက်ထားတာကြောင့်ရရှိထားတဲ့ရိုင်းနှက်ထံရတနက်တိုင်းရာများနဲ့အတန်းအနဲ့ဆိုးရင်ရတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကတမတမခုနှစ်ဆက်ကုန်စကုစကြောင်းကိုခရိုင်ပူပေါင်းတက်ကတိုက်ခိုက်မှု စတား40ဦးတည်ဆုံးပြီး34ဦးရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းကတားမျိုးတို့ထွက်ပြေးနေတဲ့အချမ်းမတ်စစ်တပ်ရဲ့တမ80ခုမှစကူစကြောင်းကို KIA ဘူပေါင်းတပ်ကလိုက်လံတိုက်ခိုက်ရမှာစစ်သား34ဦးထိရှင်ဖမ်းမိထားတယ်လို့ KIA ရဲ့စီးရီးသတင်းရင်းမြစ်ကပြောဆိုပါတယ်။မချလာ15ရက်နေ့နဲ့16ရက်နေ့တို့မှာကတားမျိုးဘက်မှအင်းတို့မျိုးဘက်တို့စကူလာတဲ့တမ80ခုမှအင်အား150ပါအချမ်းမတ်စစ်တပ်စကြောင်းကို KIA PD ရဲ့ဘူပေါင်းတပ်ဖွဲ့များကကြားပြတိုက်ခိုက်ခဲ့ရာအချမ်းမတ်စကောင်းစစ်တပ်သား40ဦးတည်ဆုံးပြီး 30ဦးရှင်ဖမ်းမိလက်နက်ကိုင်ရန်အများပြဒဏ်ဆိုင်ရရှိခဲ့တယ်လို့သိရပါတယ်။ထို့သောတိုက်ခိုက်ခံရပြီးတဲ့နောက်ဂျမတ်စစ်တပ်စစ်ကြောင်းဟာကတားမျိုးဘက်ကိုဖွဲ့စည်းပုံပြက်ခါထွက်ပြေးနေခြင်းဖြစ်ပြီးတော့ခရိုင်ပူပေါင်းတပ်များကလည်းနောက်မှလိုက်လံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ယမန်နဲ့မက်ရှလာစခုနယ်နေမှာအဆိုပါဂျမတ်စစ်တပ်စစ်ကြောင်းမှစစ်သား၄ဦးကိုခရိုင်ပူပေါင်းတပ်ကထမ်းမှန်ဖမ်းဆီးနိုင်ခဲ့ပြီးတော့စစ်သူပေါင်းအရှင်ဖမ်းဆီးရမိတဲ့စခုံးစီတပ်သား34ဦးထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ချန်ရှင်းနေတဲ့ထွက်ပြေးလုံမြောက်နေတဲ့ ်စကောင်းစီတံတားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးနေမီရှင်းလင်းရေးများလည်းဆက်လက်လုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။အခုကတာမျိုးဘက်ကိုဖွဲ့စည်းပုံဖျက်ပြီးတော့ခြေဟုတ်တရထွက်ပြေးနေတဲ့စခွေးတွေတဲကလေးကောင်းကိုထမ်းမှန်ရှင်ဖမ်းမိပါတယ်။စိုးစိုးပေါင်းဖမ်းဆီးရမိတာ34ဦးတည်ရှိလာပြီ။ခြံရှိနေတဲ့စခွေးတွေကိုလိုက်လံဖမ်းဆီးနေပါတယ်။နေမီရှင်းလင်းရေးတွေလည်းဆက်လက်လုံဆောင်နေပါတယ်လို့ KIA စီးရေးတရင်ကြီးမြေကပြောပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လေးမျက်နှာမှာတိုက်ပွဲဖြစ်ပြီးဒီအရီတိုင်းမှာစေးရီတွေကချက်ပြင်းလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ အေရာရီတိုင်းလိမ္မာနာမြို့နယ်တွင်ပတိန်မုံရွာလမ်းဘေးမှာရှိတဲ့ခြေဝါတချို့မှာစကောင်းစီတက်နေပြည်သူ့ကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲတွေဖြစ်ပွားပြီးတော့စကောင်းစီကဒေတာရင်းဆဆန်းမြို့နယ်တွေမှာစစ်ဆေးမှုတွေကိုတင်းကြပ်ထားပါတယ်။ရေချီဘက်ကနေပိတ်တယ်။နောက်ပြီးဟင်္ဒရာဘက်ကနေဝင်တဲ့လမ်းတွေလည်းအရန်ဆစ်ဆင်းနေတယ်။တိုက်ပွဲကညကစဖြစ်တာ။ BDR တွေဝင်လာတယ်ဆိုပြီးတော့စတဲ့ဘက်ကစပြီးစကြောင်းထိုးတာကနေဖြစ်တာလို့လိမ္မာနာမြို့ကန်တအိုးကဆိုပါတယ်။ပတိန်မုံရွာလမ်းဘေးမှာရှိတဲ့ဆဆက်ရိုးရွာနဲ့ချင်းလေးရွာပတ်ဝန်းကျင်မှာရှိတဲ့ ရုံးမာတော်ရဲ့နေရာတချို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လေးမျက်နှာမျိုးနယ်ဟာဟင်္ဒရာခရိုင်တွင်းမှာပါဝင်ပါတယ်။ဒါပြင်ရေကြည်မျိုးနယ်မြောက်ဆန်းရွာမှာရှိတဲ့စကောင်းစီရဲ့မြောက်တဲအာမတ်တာ၃လေးနဲ့လည်းဒေသချင်းဆက်ဆက်နေပါတယ်။အခုချင်းလဲရွာကိုဝင်ပြီးတော့ဒေသခံတွေကိုအပြင်ထောက်ခွင့်မပေးဘဲစစ်ဆေးနေတာရှိတယ်။ဖုန်းတွေလည်းတင်ထားတယ်။အထူးသဖြင့်ဒေသခံတွေကိုမဲမဲအနေထားရှိတယ်လို့ PDF နဲ့နေဆက်သူတို့ကပြောပါတယ်။ရေကြီးမျိုးနဲ့တို့မှရှိတဲ့ရေနဲ့သားလမ်းဆုံနဲ့ဆက်ဆက်ရိုးလမ်းဆုံတို့ကိုစကောင်းစစ်ကမန်ချက်လာစခုနဲ့နဲ့မနက်ပိုင်းမှာပိတ်ခဲ့ပြီးတဲ့နောက် ်ရင်းနှီးထားလမ်းဆုံးကိုပြန်ပွင့်ပေးပေမဲ့ဆက်ဆက်ရိုးလမ်းဆုံးကိုတော့ဆက်လက်ပိတ်ထားပါတယ်။ဒါကြောင့်ဒေသခံပြည်သူများသတိထားသွားလာကြရန်ရေချီမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ကမတ်လ၁၉ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါပြင်အမတ်တ၃လေးလေးကိုလည်းစကောင်းစစ်ကအင်အားထပ်မံဖြည့်တင်းနေပြီးဘန်ကားအသင်းများတိုးနေတယ်လို့လည်းသတင်းရရှိပါတယ်။လက်ရှိအမတ်တ၃လေးလေးဟာတိုက်ပွဲများဖြစ်ပွားနေတဲ့ဒါပေါင်းမြို့နယ်ဘက်သို့ပြေကူပေးနေတဲ့အမြောက်တိုင်ရင်လည်းဖြစ်ပါတယ်။ဒါကြောင့်ဆိုပါနေရာကိုအေးအေးမှပြင်းမှတ်ထားတိုက်ခိုက်ဖိနှုပ်နိုင်တယ်လို့စီရီယံဘူကြီးစင်ရောကတုံ့တက်ထားပါတယ်။ လက်ရှိအေရီတိုင်းမှာပြီးခဲ့တဲ့ဇန်နဝါရီလကရွှေတောင်ရံမြို့နယ်၊တဘောင်မြို့နယ်နဲ့ရေကြီးမြို့နယ်တို့မှာရခိုင်ရိုးမားနဲ့ဆက်ဆက်နေရာတွေမှာတိုက်ပွဲများပြင်းထန်ခဲ့ပါတယ်။ဒါပြင်အဆိုပါတိုက်ပွဲတွေမှာစစ်မှုထမ်းဥပဒေနဲ့စစ်သားစုတောင်းခံရသူတွေကိုအချမ်းမဲ့စခေါင်းစီကအဓိကအုံပြုခဲ့ပြီးတော့ဒေသုံထိုင်ရရသူတို့ပြည်သူတွေများပြားခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ငတရောင်မြို့နယ်ခွဲကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှုတွင်စစ်သားနဲ့ပြည်သူတို့80ကျော်ဒေသုံပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးခဲ့။ လက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ညောင်မျိုးနယ်ငတရောင်မျိုးနယ်ခွဲတွင်းတို့ဝင်ရောက်လာတဲ့ချမ်းဘက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချင်းပုန်းခဲ့ရာစစ်တပ်ခု24ဦးတေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့ပကံဘလူးတပ်မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်နေ့မွန်းလွဲ7:30မိနစ်ကညောင်မျိုးနယ်ငတရောင်မျိုးနယ်ခွဲတွင်းတို့ဝင်ရောက်လာတဲ့စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချင်းပုန်းခဲ့ရာအချမ်းမဲ့စကောင်းစီစစ်သား69ဦးနေရာမှာပင်တေဆုံးပြီး ညောင်စယုံတို့အပြင်ထန်ထန်ရနဲ့ရောက်ရှိသွားတဲ့စစ်သားနယ်ပြည်သူတွေငါဟုဟာပြီးခဲ့တဲ့မတ်လ16ရက်နေ့မနက်ပိုင်းမှာထပ်မံတည်ဆုံသွားတာကြောင့်စုစုပေါင်း84ဦးတည်ဆုံသွားကြောင်းသိရှိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းဟာခမန်းအင်အား80ခန့်သာရှိတဲ့စစ်ကြောင်းဖြစ်ပြီး၎င်းတို့ရဲ့အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကပြည်သူများရဲ့ဆိုင်ငယ်ကိုဝတ္တရမလူယူပြီးငတိအောင်ရဲစခန်းထဲသို့ထွက်ပြေးသွားတဲ့၃ဦးသာလုံမြောက်သွားခြင်းဖြစ်ကြောင်းအရီတိုက်ပေါ်တော့မှလက်နက်ခရီးအများပြားလဲတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။နေ့လယ်တနားရီခွဲလောက်မှာစဖြစ်တာ၃နာရီကျော်လောက်တိုက်ပွဲကပြီးတယ်။ အချိန်ကနှစ်နာရီကျော်ကျော်လေးပဲဝင်လာတာကစကြောင်းနှစ်ကြောင်းပါတစ်ကြောင်းကိုအင်အား80လောက်ရှိမယ်စကြောင်းတစ်ခုလုံးကိုချင်းမုံနိုင်ခဲ့တာပါအဲ့မှာပြည်သူတွေရဲ့ဆိုင်ကယ်ကိုလူပြီးတော့ငတယောက်ရဲ့စကန်းကိုထွက်ပြီးတဲ့၃ယောက်ပဲလွတ်သွားတာတိုက်ပေါ်တွင်းမှာက69ယောက်သေးတယ်ဈေးရုံရောက်တော့9ယောက်ထက်သေးတာစုစုပေါင်း84ယောက်သေးပါတယ်ဒေဆုံးရေတွေတရင်ကတီးကြပါတယ်လက်နဲ့ခေရန်နေတင်းဆဲရရှိခဲ့တာတွေလည်းရှိပါတယ်လို့ပကံဘလူးတို့ဘက်မှတော်ဝင်ရှိသူတော်ဦးကပြောဆိုပါတယ်ဆိုပါတိုက်ပေါ်တွင်းစကောင်းစီတက်ကလေချောင်းပြစ်ခုရန်ရောက်ရှိလာခဲ့ပေမဲ့ တိုက်ပွဲပြီးဆုံး၍ပြည်သူ့ကားကိုရေးတပ်ဖွဲ့ဝင်များလုံခြုံတဲ့နေရာသို့ရောက်ရှိချိန်မှာရောက်ရှိလာခြင်းဖြစ်ပြီးတော့ဘုံချဲတိုက်ခိုက်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ဝေရင်ကနေတိုက်ခိုက်ဖို့အတွက်လေရင်ဝင်နေတဲ့ချိန်ရဲဘော်တွေအကုန်လုံးကလုံခြုံစိတ်ချရတဲ့နေရာကိုရောက်သွားပြီ။ဒါကြောင့်မဲထင်ပါတယ်။ဘုံချဲသွားတာမျိုးတော့မရှိဘူး။သူတို့ကမြေပြင်မှာမနိုင်တော့ဝေရင်မဲတုံတာ။ပြည်သူတွေကဂျားတွေကနေဘာမဆိုင်ညာမဆိုင်ခံကြရတာ။ပြောချင်တာကယောက်ျားတွေဆိုရင်လေရင်မတုံနဲ့။မြေပြင်မှာတော့ချိန်မရွေးလို့ပဲစကားစားနေပြူတွေကိုပြောချင်ပါတယ်။အဓိကကတော့မဆိုင်တဲ့ပြည်သူအိမ်တွေမိရှုတာတွေမလုပ်ကြပါနဲ့။ ယောက်ျားချင်းချင်းပဲလို့ပကံဘလူးတပ်မှတာဝန်ရှိသူတဝူကပြောဆိုပါတယ်။အဆိုပါတကမ်းမှုကိုညောင်မျိုးနဲ့ပကဖဆေးရဲတာဝန်ခံရဲဘော်ဖြောင်းဝိနဲ့ရဲဘော်ငတေတို့ကအုံဆောင်ပြီးပကံပြီးဘလူးတပ်ဘာမစ်ကိုရီလာဖော့စ်တောင်တာမျိုးနဲ့ပကဖစကော်ပီယန်ပီပယ်ဒီဖန်ဖော့စ်ညောင်ခရိုင်တရင်ငါးနဲ့မြင်းချမ်းခရိုင်တရင်သုံးတို့ပူပေါင်းကတိုက်ခိုက်ခြင်းဖြစ်ပြီးပြည်သူ့ဘက်ကရေတပ်ဖွဲ့ဝင်တဝူကြဆုံးကတဝူတိုင်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ညောင်ခရိုင်တို့မှပကံပြီးဘလူးတပ်နာမည်နဲ့လိန်လေအလုခံခြင်းချင်းချောင်းဝေတောင်းခြင်းများရှိနေပြီးတော့ တို့တို့လုံဆောင်ခြင်းများဂျုံပါကဆက်သွယ်ပေးကြရန်လည်းမေတ္တာရက်ခံထားပါတယ်။အခုပကံဘလူးတက်နာမည်နဲ့လိန်ညာနေတဲ့ဖွဲ့တွေရှိတယ်။ပကံဘလူးတက်ကပါဆိုပြီးပြည်သူတွေကိုလိန်တာ၊ငွေတောင်းတာတွေရှိပါတယ်။ပြီးရင်ပကံဘလူးတက်ခွဲကပါဆိုပြီးပြည်သူတွေကိုလှူခံတာတွေရှိတယ်။ကျွန်တော်တို့ပကံဘလူးတက်ကတက်ခွဲပေးထားတာမရှိသလိုငွေချေးချင်းချောက်တောင်းတာလုံးဝမရှိပါဘူး။ဒါတွေကိုပြည်သူတွေသိစေချင်ပါတယ်။ကိုငြိထောက်ပံ့ပေးမယ်ဆိုရင်လည်းဘေးမဆိုင်ကြကနေတစ်စိမ်ယုံကြည်စိတ်ချစွာကိုငြိပေးလို့ရပါတယ်လို့ပကံဘလူးတက်မှတာဝန်ရှိသူတို့ကဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ လေပါတီရုပ်ထုကြီးကိုအမေရိကန်စီပြန်တောင်းဖို့ပြင်သစ်လွှတ်တော်မှတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်ဟာပြင်သစ်ကလက်ဆောင်ပေးထားတဲ့လေပါတီရုပ်ထုကြီးနဲ့ထိုက်တန်ခိုင်းကြီးတဲ့တံပိုးတွေမရှိတော့တာကြောင့်အဲ့ဒီရုပ်ထုကြီးကိုပြန်တောင်းယူတင်တယ်လို့ပြင်သစ်လွှတ်တော်မှတအူးကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့တုန်းကဘဟုလက်ဝဲရိတ်နိုင်ငံရေးသမားတအူးဖြစ်တဲ့ရာဖေးကလုစမန်မှသူရဲ့နိုင်ငံရေးဟောပြောလှူရှားမှုစီစဉ်တခုမှာလေပါတီရုပ်တုကိုပြင်သစ်စီပြန်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ် လက်ရှိအမေရိကန်ဟာအာဏာရှင်တွေနဲ့တပတ်ထဲမှာရည်ရွယ်ဖို့ရွေးချယ်နေပြီလို့ပြောနိုင်ကြောင်းဒိဗံပညာရေးဆိုင်ရာလိုလက်ခွင့်တွေကိုတောင်းဆိုနေတဲ့သူတေတီတွေကိုအလုံထုတ်ပြစ်ခဲ့တဲ့အမေရိကန်တွေစီကနေလေးပါးဒီရုပ်တို့ကိုပြန်ပေးဖို့တောင်းဆိုရမှာဖြစ်တယ်လို့ဂလိုစမန်ကဟောပြောနေတဲ့အချိန်မှာထောက်ခံသူတွေကတောင်းတောင်းဖြားဖြားအားပေးခဲ့ကြပါတယ်ပြင်သစ်ဟာအမေရိကန်တို့ကလေးပါးဒီရုပ်တို့ကိုချစ်ချည်ရင်းနှီးမှုလက်ဆောင်ပြေပေးခဲ့ပေမဲ့အမေရိကန်ကဒါကိုတန်ဖိုးမဲ့အောင်ပြုမှုနေကြောင်းဒါကြောင့်လေးပါးဒီရုပ်တို့ကိုစာဒီနိုင်ငံစီပြန်လဲယူဆောင်သင့်ပြီဖြစ်ကြောင်းလည်းသူကဆိုပါတယ် အမေရိကန်ရဲ့လိုလည်ရေးချင်ညာမှုကိုပြင်သစ်နိုင်ငံကဂုဏ်ပြုတဲ့အနေနဲ့အဆိုပါ၄ပါတီရုပ်ထုကြီးကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီး1886ခုနှစ်အောက်တိုဘာလ28ရက်နေ့ကစလို့နယူးယောက်စစ်ကမ်းမှာစိုက်ထူထားခဲ့တာဖြစ်ပါတယ်။ယခုခါမှာတော့၄ပါတီရုပ်ထုကြီးဟာအမေရိကန်မှာကမ္ဘာလေခေးသွားတွေလက်ပန်းမှုအများဆုံးထင်ကြရနေရတဲ့ခုအမေရိကန်ရဲ့ဂုဏ်ရိုးရာဆုံးပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။အဆိုပါရုပ်ထုကိုပြင်သစ်ပပူပညာရှင်ကပြင်သစ်မှာထုတ်လုပ်ခဲ့ပြီးအမေရိကန်ကိုပင်လယ်ရေလမ်းခေးကနေအပိုင်းလိုက်တည်ယူခဲ့တာဖြစ်ပါတယ်။ ကလုစမန်ဟာရုရှားနဲ့ယူကရိန်းစစ်ပွဲမှာယူကရိန်းဘက်ကအခိုင်အမာအပြည့်ရည်တည်ခဲ့သူဖြစ်ပြီးအမေရိကန်မှဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးတဲ့နောက်စစ်ပွဲနဲ့ပတ်သက်တဲ့မူဝါဒမှာအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီးရုရှားနဲ့ညီနိုင်ခဲ့တဲ့ပေါ်ကလုစမန်ကဒုဒုခခဆန့်ကျင်ခဲ့ပါတယ်။ဒါပြင်သူဟာထရန့်ရဲ့လက်ထက်မှာအမေရိကန်ရဲ့တိုက်ပတ်နယ်ဒုတိယဌာနကပညာရှင်တွေအပါအဝင်အစိုးရဝန်ထမ်းတွေကိုလှုပ်ထုပ်ပွက်နေတဲ့အပေါ်မှာလည်းဝေဖန်ခဲ့ပြီးတော့အရေးပညာရှင်တချို့ကိုပြင်သစ်ကခေါ်ယူပြီးလောက်ခံရတဲ့နယ်လို့ပြင်သစ်အစိုးရကိုတိုက်တွန်းထားပါတယ်။ဒေါ်နယ်ထရန့်ဟာဇန်နဝါရီလမှာအမေရိကန်သမ္မတဖြစ်ချန်သစ်စာချင်းဆိုပြီးကြတဲ့က အစိုးရဒုံစရိုက်တွေရွှေချရေးကိုနေလန်းမျိုးစုံနဲ့လှုံ့ဆော်နေပြီးဒီထဲမှာအမေရိကန်ရဲ့ဒုတိယတနာရမုံဝင်အမြောက်အများလဲပါဝင်ခဲ့ပါတယ်။နောက်ပြီးစစ်သိပ်ပန်တဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဒိပန်ဒုတိယတနာကဏ္ဍတွေမှာအလုံးလုံးနေတဲ့ပညာရှင်အများပြားကိုလည်းထွန်းကထုတ်ပယ်ခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဆေးရနာဒိန်းနိုင်ရဲ့2020ရွေးကောက်ပွဲမဲဆေးရဲ့မှာရွေးနေလို့အပြေးရှာလိန်နဲ့ပေးခဲ့သူပုံမှုချုပ်မြမင်းကိုမင်းအောင်လင်ကပထမဆင့်ဒီပညာထိုးချွန်စုပေးရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ စတက်အာနာတိန်နိုင်ရေ2020ရွေးကောက်ပွဲမှာမဲဆေးရဲ့မှားယွင်းတယ်လို့အပြေးရှာလိမ့်နေပေးခဲ့တဲ့တမတော်သတင်းနဲ့နေပညာဌာနဌာနမှူးဘူမှုချုပ်မြန်မင်းဦးကိုမင်းအောင်နိုင်ကပရမဆေးနေပညာထူးချွန်စုပေးရလိုက်ပါတယ်။မင်းအောင်နိုင်ကမတ်လ17ရက်နေ့မှာနေပြီးတော့စေယုံချုပ်တမတော်နဲ့သတင်းနေပညာဌာနဌာနမှူးကကခုံမှာဌာနမှူးဘူမှုချုပ်မြန်မင်းဦးကိုနေပညာထူးချွန်ပရမဆေးပေးရခဲ့ခြင်းဖြစ်ပြီးတော့မတ်လ16ရက်နေ့မှာစုပေးပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။စေကောင်းဆောင်ချမ်းဖတ်မင်းအောင်နိုင်ဆေးအာနာတိန်နိုင်ရေတို့က အဓိကစတင်တုံးအားပေးခဲ့သူဟာဗိုလ်မှူးချုပ်မြန်မင်းဦးပဲဖြစ်ပါတယ်။နေပြီးတော့စေယုံချုပ်တမတော်တည်င်းနဲ့နေပညာဌာနမှဌာနမှုဗိုလ်မှူးချုပ်မြန်မင်းဦးဟာစကောင်းစီမှာမတရားအနာသိမ်းမှုဆောင်ရွက်ရမှာအဓိကတုံးအားပေးပါဝင်ပတ်သက်ခဲ့ပါတယ်။အနန္ဒီအပြတ်သက်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲမှာဒါပြင်အနန္ဒီအပြတ်သက်အနိုင်ရရှိခဲ့တဲ့2020ခုနှစ်ရွေးကောက်ပွဲမှာမဲဆေးများမှာရွေးနယ်လို့ဆိုကစစ်ဆေးရန်ပြောပွဲချမ်းဖို့အမှန်အူတောင်းအင်းနဲ့တိုင်ပင်ပြီးတော့ပြောပွဲမဲဆေးများကိုတရားမဝင်စစ်ဆေးခဲ့ပါတယ်။ထို့နောက်ပြောပွဲမဲဆေးများမှာရွေးနယ်တယ်လို့ဆိုပြီး အချမ်းပတ်မင်းအောင်လိုင်ထံသို့လိမ့်လေတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အာနာဒိန်ရံအကွက်ကိုချောင်းနေတဲ့မင်းအောင်လိုင်မှာဒဏ္ဍာရီလုံးမှရှိတဲ့မဲဇေယျများကို၎င်းရဲ့စိတ်ကြိုက်စစ်ဆေးမှုတွေလုံဆောင်ခဲ့ပြီးမဲဇေယျများကိုတန်းချီမှာရွံ့နေလို့ဆိုကလှုပ်ဆက်ခင်းကနိုင်ငံတော်အာနာကိုအချမ်းပတ်နီလန်းနဲ့ဒိန်ယူခဲ့ခြင်းဟာဗိုလ်ချုပ်မြန်မင်းဦးရဲ့စနစ်ပင်ဖြစ်ပါတယ်။ဗိုလ်မှူးချုပ်မြန်မင်းဦးကစတက်ကတော့ပတ်စဉ်36စင်တူဖြစ်ပြီးမဲဇေယျမှာရွံ့နေလို့ချောင်းပြကအာနာဒိန်ခွင့်ရားစိတ်ရဲ့ဆောင်ရွက်ပေးခဲ့သူဖြစ်တာကြောင့်မင်းအောင်လိုင်ရဲ့ယုံကြည်မှုကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါပြင်ဗိုလ်မှူးချုပ်မြန်မင်းဦးကမင်းအောင်လိုင်အာနာဒိန်ပြီးတဲ့နောက် အချမ်းပတ်စကောင်းစီနဲ့အစိုးရအဖွဲ့ကိုဖွဲ့စည်းတဲ့အခါဘိုးဆောင်ရင်နဲ့စတုရေးဝင်ကြီးဖြစ်ခံခံရလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့သူဟာကြောင်ထိုးခံခဲ့ရပါတယ်။တပန်နေပညာရက်နဲ့တက်ဆိုင်တဲ့ဒိဗတ်နဲ့နေပညာဝင်ကြီးဖြစ်ထမ်းမှန်မျှော်လင့်ခဲ့ပေမဲ့တခြားသူကိုခန့်အပ်သွားတာကြောင့်ခဲလေးသမားတည်းရေချဖြစ်ခဲ့ရပါတယ်။ဒါပြင်သူဟာအချမ်းပတ်ထူးဆက်ကောင်းဆောင်စိုးဝင်းရဲ့ယုံကြည်မှုကိုရရှိပြီးပုဂ္ဂိုလ်ရာရင်းကြီးကစကောင်းစီလက်အောက်ခံလာဝကားကဆောင်ရွက်လျက်ရှိတဲ့ EID လုပ်ငန်းမှာလည်းအဓိကပါဝင်ခဲ့ပါတယ်။ဒါပြင်စကောင်းစီတို့ကကွန်ပျူတာနဲ့ ID ပစ္စည်းများကိုအများများများနဲ့တင်သွင်းခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ဂွန်နိုတာနဲ့နေပညာဆိုင်ရာအဖွဲ့မှအဓိကဦးဆောင်နေသူလည်းဖြစ်ပါတယ်။၎င်းမှာမိမဖြစ်သူနဲ့တာတူတမီတူရှိပြီးရခင်ကမင်းနီကုန်းစံချောင်းမှာနေထိုင်ခဲ့ကြပြီးတော့အာနာသိမ်းပြီးတဲ့အချိန်မှာမင်းနီကုန်းမှာမနေခဲ့တာကြောင့်နေပြီးတော့စယုံချုပ်တွင်သူ့မိသားစုလိုက် ပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်။ဒါပြင်အာနာမသိခင်ကာလတည်းတတ်သွဲမှာစနေတဲ့လိုက်ပါနေထိုင်ရမယ်ဆိုတဲ့အမင်းကိုနာခံခြင်းမရှိပဲတဝူးတဲ့သာလူလုံးနေထိုင်ပြီးတော့ရုံးချိန်ပြင်ပဖက်တွေမှာ ADP မာဆတ်များသူ့ပုံမှန်စမောဆိုးလေးတွားလိရှိသူတဝူးလည်းဖြစ်ပါတယ်။ ဗမုချုပ်မြန်မင်းဦးဟာတမတော်ကြီးရဲ့လေတရင်နဲ့နေပညာဌာနရဲ့ဌာနကြီးမှုပြေထားဝင်ယူပြီးအချမ်းဘတ်စကောင်းစီနဲ့မင်းအောင်လိုင်တဆိုးရှိရေးတို့ဥဆွေးဆက်မြေတာဝန်ထမ်းဆောင်နေတဲ့ဆေးရဆုံမှုတွေရဲ့တမိုင်းတရားခံတော်ဦးလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့တရင်ပြသများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်တဲ့ဗီဒီယိုမျိုးပါတရင်ဒေါ်လိုင်းဘတ်တော်သားများရဲ့တရင်များနဲ့တို့ပြလာကြပါမယ်။အားလုံးပဲကိုစင်နေပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။